ပွဲလာရောက်သူတွေအတွက်အထူးအစီအစဉ်တွေများစွာပါဝင်ပြီးထုတ်ကုန်အမဲစုံလေးနဲ့ပြကန်းပေါင်းများစွာပါဝင်တဲ့ BNN မြန်မာကုန်စည်ပြပွဲ2025ပြပွဲကြီးရဲ့ဖွင့်ပွဲအခမ်းအနားကိုအော်တိုဘာလ10ရက်မနက်ပိုင်းကပြပွဲကျင်းပရာရန်ကုန်မြို့အင်းရလေးဟိုတယ်ဝင်းအတွင်းရှိရန်ကုန် Convention Center YCC ခန်းမကြီးမှာပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ BNN မြန်မာကုန်စည်ပြပွဲ2025ပြပွဲကြီးကိုအော်တိုဘာလ10ရက်နေ့ကနေ12ရက်နေ့အထိနေ့စဉ်မနက်9နာရီခွဲကနေညနေ9နာရီအထိရန်ကုန်မြို့အင်အားလိတ်ဟိုတယ်ဝင်းအတွင်းရှိရန်ကုန်ကွန်ဗန်းရှင်းစင်တာ YCC ခန်းမကြီးမှာကျင်းပနေတာဖြစ်တယ်လို့မြန်မာနိုင်ငံကုန်စည်ပြပွဲနဲ့ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းကနေသိရပါဗျာ။ အခုကျင်းပနေတဲ့ပြပွဲမှာမြန်မာနိုင်ငံနဲ့ BNN နိုင်ငံတို့ကကုန်ပစ္စည်းတွေကိုပြကန်းပေါင်း120ကျော်နဲ့ကုန်ပစ္စည်းအမှတ်တရစိတ်ပေါင်း100ကျော်ကိုပြသနေရပါအခုနှစ်မှာခီးသွွားလုပ်ငန်းနဲ့ခီးသွွားဝန်ဆောင်မှုကဏ္ဍကိုပါတိုးချဲ့ပြသထားသလို BNN ခီးသွွားပြကန်းမှာမြန်မာနဲ့ BNN ခီးသွွားကုမ္ပဏီကြီး၈ခုကခီးသွွားအစီအစဉ်တွေလင်းရင်လက်မှတ်တွေနဲ့ခီးသွွားဝန်ဆောင်မှုတွေကိုလည်းပြသထားပါတယ်ဒါအပြင်စားတောက်ကုံလူသုံးကုံစက်မှုနဲ့အိမ်သုံးမိအားမြင့်ဆက်တွေ ကျွေတဲ့နဲ့မိဖို့ကြောင့်သုံးပစ္စည်းအမျိုးမျိုးဖက်နက်တွေ ID နည်းပညာဆိုင်ရာတွေဆိုလာအင်ဗာတာတွေဘက်ထရီ စားလို့ရေးလုပ်ငန်းသုံးပစ္စည်းတွေကော်ဖီဖက်ရှင်အဝတ်ထည်တွေလေယာထွက်ကုန်ပစ္စည်းတွေနဲ့လက်မှုအမှုပညာပစ္စည်းတွေပလတ်စတစ်နဲ့ပတ်သက်တဲ့ထုတ်ကုန်ပစ္စည်းတွေပရီဘောကအသုံးဆောင်တွေနဲ့အိမ်အလှဆင်ပစ္စည်းတွေအပါအဝင် ထုတ်ကုန်ပစ္စည်းအမဲများစွာကိုလည်းပြသနေရကိုတွေ့ရပါတယ်။ အဲ့ဒီအပြင်ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနဲ့မြန်မာအမျိုးသမီးစီးပွားရေးလုပ်ငန်းကွန်ရက်ရဲ့ MSME လုပ်ငန်းတွေကနမဲကြီးပြည်တွင်းထုတ်ကုန်တွေနဲ့ထုတ်ကုန်သစ်တွေကိုပြကန်းပေါင်း30ခန်းနဲ့ပြသနေပါဗျ။ ။ BNN မြန်မာကုံစီပြပွဲကြီးကိုကျင်းပပြုလုပ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့မြန်မာနိုင်ငံကုံစီပြပွဲနဲ့ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းရဲ့ဥက္ကဋ္ဌဥမင်းသိန်းကအခုလိုပြောပါရယ်။ကျွန်တော်တို့ဒီမြန်မာ BNN Trade Fair 2025ဆိုလို့ရှိရင်ကျွန်တော်တို့မနေ့ကပြီးတော့စတင်ပြီးကျင်းပတာဖြစ်ပါတယ်။ဒီပွဲကိုကျင်းပခြင်းရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့မြန်မာ BNN ချစ်ကြည်တော့ကိုလည်းဥဆောင်ပြီးတော့ယူရတာလည်းပါပါတယ်။နောက်မြန်မာနဲ့ VN နဲ့ကုန်သွယ်မှုလုပ်ငန်းတွေဒီတဲ့ပုံမတိုးတက်အောင် ျွန်တော်မြန်မာဘက်ကလည်းဗီယက်နမ်ဘက်ကိုဒီကွန်ပျူစီတွေကိုပို့ပြီးတော့ export နိုင်ငံထုတ်ကုန်များကိုလည်းပို့နိုင်အောင်လို့ကျွန်တော်မြန်မာ office နဲ့နှိုးနှစ်ဖက်ဟိုအကျိုးရှိအောင်လို့ကျွန်တော်ရည်ရွယ်ပြီးတော့ဒီပြပွဲလေးကိုကျင်းပအချင်းဖြစ်ပါတယ်။ဒီလိုမျိုးမြန်မာနိုင်ငံကိုလာပြတဲ့အကျိုးကျေးဇူးတောင်းပေါ့နော်။ကျွန်တော်ဗီယက်နမ်ကပစ္စည်းတွေကိုမြန်မာနိုင်ငံမှာပို့ပြီးတော့လိုပြီးတော့လူပိုတိလာတာပေါ့လေ။ကျွန်တော်တို့ဒီမှာအရင်တော့ဝင်လာတဲ့လီဝါလက်စစ်ပစ္စည်းဆိုရင်ကျွန်တော်ဗီယက်နမ်နိုင်ငံအထုတ်တာပါ။ မြန်မာနိုင်ငံရောက်တာ10နှစ်ကျော်ပါပြီ။ဒါပေမဲ့အခုမှ VR ဟာ VR ပစ္စည်းဆိုတာလူတွေကသိကြပါဗါတယ်။အဲ့တော့ကျွန်တော်တို့ VR ပစ္စည်းတော်တော်များများကမြန်မာနိုင်ငံမှာလာရောက်ပြီးတော့ဟိုဟိုတချို့ကလည်းဟိုဥစားပေါ့စီမီစီမီဖိနစ်တဘောမျိုးနဲ့ယူလာတယ်။နောက်ဒီရောက်မှပြန်လဲပြီးတော့ဟိုဥစားတက်ဆင်လာရရှိတယ်။တချို့ကြောင်လည်းနိုင်ငံခြားတွေနဲ့တွန်းလာပြီးတော့ဒီမှာလာရောက်တဲ့ပစ္စည်းတွေရှိပါတယ်။အဲ့တော့မြန်မာပြည်လူစုနေနေနဲ့ ကျွန်တော် VNF ပစ္စည်းကိုပစ္စည်း quality ကောင်းကောင်းလေးနဲ့သုံးဆောင်လို့ရတဲ့အနေအထားမှာကျွန်တော်ရှိပါတယ်ခင်ဗျအဲကျွန်တော်တို့မြန်မာ VNF trade fair ကိုကျွန်တော်အောက်တိုဘာလ10ရက်ကနေပြီးတော့12ရက်နေ့ထိကိုမနက်9:00နာရီခွဲကနေပြီးတော့ညနေ9:00နာရီထိကိုကျွန်တော်တို့ YCC ရန်ကုန် convention center အင်အားလေးဟိုတယ်ဝင်းထဲမှာကျင်းပနေတာဖြစ်ပါတယ်ကျွန်တော်ဒီပွဲမှာလည်းနေ့စဉ်လိုမျိုးကျွန်တော်တို့ lucky draw တွေလည်းဖောက်ဖို့စီစဉ်ထားပါတယ်နောက်ပြီးတော့နေ့စဉ်နက်ဝကင်းဆက်ရှင်လေးတွေလည်းကျွန်တော်နေ့လယ်နက်နာရီမှာလုပ်ဖို့စီစဉ်ထားပါတယ် နောက်ပြီးတော့မနက်ဖြန်7:00နာရီမှာကျွန်တော် panel discussion နေနဲ့ကျွန်တော်တို့ဒီ tourism နဲ့ပတ်သက်တာတွေကုန်ထုတ်လုပ်မှုနဲ့ပတ်သက်တာတွေနောက် VN နဲ့မြန်မာဒီနေ့ချစ်တီစွာနဲ့ကုန်ထုတ်လုပ်မှုကိစ္စတွေကိုဆွေးနွေးကြမှာလည်းဖြစ်ပါတယ်အဲဒီအတွက်ကြောင့်လည်းကျွန်တော်မနက်ဖြန်7:00နာရီမှာကျွန်တော်တို့ YCC ကိုလာရောက်ပြီးတော့တွေ့ဆုံတွေ့ဆုံပြီးတော့ဗောနော်လာရောက်လေ့လာဖို့လည်းကျွန်တော်အနေနဲ့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ ် BNN မြန်မာကုန်စည်ပြပွဲ2025ပြပွဲကြီးကိုမြန်မာနိုင်ငံကုန်စည်ပြပွဲနှင့်ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းနှင့်မြန်မာနိုင်ငံဆိုင်ရာ BNN တန်ယုံစီးပွားရေးဌာနတို့ကပူးပေါင်းကျင်းပနေရဖြစ်တယ်လို့လည်းသိရပါဗျ။ BNN မြန်မာကုန်စည်ပြပွဲကို2024ခုနှစ်မှာပထမအကြိမ်ကျင်းပခဲ့ပြီးအခုကျင်းပနေတဲ့ပြပွဲဟာဒုတိယအကြိမ်မြောက်ပြုလုပ်တာဖြစ်တယ်လို့သိရပါဗျ။အခုနှစ်မှာတော့ မြန်မာနဲ့ BNN ကြောင့်ကုန်သွယ်မှုတွေမကဝန်ဆောင်မှုကဏ္ဍတွေပါတိုးမြင့်ပူပေါင်းဆောင်ရွက်နိုင်ဖို့ရည်ရွယ်ချက်တွေနဲ့ကျင်းပတာဖြစ်တယ်လို့အခုနှစ်ဟာထူးထူးခြားခြားမြန်မာနဲ့ BNN ချစ်ကြည်ရင်းနှီးမှုနဲ့တန်တမန်ဆက်ဆံရေးနှစ်90ပြည့်တဲ့နှစ်လည်းဖြစ်တယ်လို့ဆိုပါရယ် BNN မြန်မာကုန်စည်ပြပွဲကြီးအတွက်ကုန်သည်ဆက်မှုအသင်းချုပ်ကအဓိကပူပေါင်းပါဝင်ပံ့ပိုးကူညီပေးတာဖြစ်ပြီးမြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်မြန်မာနိုင်ငံပေပြောင်းနှံလုပ်ငန်းရှင်များအသင်း မြန်မာနိုင်ငံစားသောက်ကုန်လုပ်ငန်းရှင်များအသင်းမြန်မာနိုင်ငံခီးသွွားလုပ်ငန်းအဖွဲ့ချုပ်မြန်မာ BNN ချစ်ကြည်ရေးအသင်းအစရှိတဲ့စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေကလည်းဝိုင်းဝန်းပံ့ပိုးကူညီပေးနေကြတာဖြစ်တယ်လို့ဆိုပါရယ်အခုကျင်းပနေတဲ့ BNN မြန်မာကုန်စည်ပြပွဲ2025ပြပွဲကြီးကိုအော်တိုဘာလ10ရက်နေ့ကနေ12ရက်နေ့အထိ3ရက်ကြာပြုလုပ်နေပြီးလာရောက်ကြသူတွေအတွက်မြန်မာ BNN လေယာဉ်လက်မှတ်တွေကိုအထူးစေနှုန်းနဲ့ရောင်းချပေးတာတွေ့ရတယ် ဟိုတယ်အခမဲ့တဲခိုခွင်းနေအပါအဝင် အခြားထူးကန်ဆန်မဲ့အစီအစဉ်တွေဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက်နဲ့ကုန်စည်ပြပွဲအသင်းတို့ရဲ့ MOU ရေးထိုးတာတွေ SME ထုတ်ကုန်တွေနဲ့ပတ်သက်လို့ဈေးကွက်ရှာဖွေနိုင်မဲ့အသိပညာပေးမှုတော်ရှိုးအစီအစဉ်တွေ ဗီယက်နမ်နိုင်ငံမှာလေပတ်လို့ကောင်းနိုင်တဲ့ခီးသွွားလုပ်ငန်းနဲ့ပတ်သက်တဲ့ဂိမ်းအစီအစဉ်တွေနဲ့စုချင်းမြင်နာတွေပါဝင်ပြပွဲကိုလာရောက်သူတွေအတွက်အကျိုးများစွာရှိစေတဲ့အစီအစဉ်များစွာလည်းပါဝင်တယ်လို့သိရပါတယ်ရှင်။ဟိုအရုပ်ချက်မှာ